အားလုံးပဲမင်္ဂလာပါကြာသေးမီကကနေဒါနိုင်ငံ Newfoundland ပြည်နယ်ရှိဝေးလံခေါင်တည်သောနေရာတစ်ခုမှာရှီအောင်ပစ္စည်းများကိုတွေ့ရှိခဲ့ပြီးထိုပစ္စည်းများကို DNA ခွဲခြမ်းစိတ်ပြမှုအရဘိုက်ကင်းများနှင့်ဆက်နွယ်မှုရှိကြောင်းတည်ပြုနိုင်ခဲ့တယ်။ဤနေရာသည်လွန်ဆိုမီဒိုလို့အမည်ရတဲ့လူသိများသောဘိုက်ကင်းနေရာထက်စော၍တည်ရှိနိုင်ခဲ့ကြောင်းသိပ္ပံပညာရှင်များကယူဆနေကြတယ်။လွန်ဆိုမီဒိုသည် 1960ခုနှစ်တွင်တွေ့ရှိခဲ့ပြီးယနေ့အထိဘိုက်ကင်းများအမေရိကတိုက်ရောက်ရှိမှုဤတစ်ခုတည်းသောအတည်ပြုချက်ဖြင့်မှတ်ယူထားသည်ဒနာဤဇလန်တပုတ်ဖြစ်တဲ့ဘိုက်ကင်းကောင်းဆောင်တဦးဖြစ်တဲ့ရာခနာအကြောင်းတိုလီပြပြခြင်းပါတယ်ရာခနာသည် နော်ဝင်တော်ရင်းကဆင်းသက်လာတော့ဘိုက်ကင်းကောင်းဆောင်တဦးဖြစ်ပြီးနတ်ဖျားများရဲ့အမွေခံဟုယုံကြည်ခဲ့တယ်တနေ့တွင် သူ့လူများနှင့်အင်္ဂလန်ကမ်းခြေသို့တင်မောဆက်ရောက်လာခဲ့တယ်ဘီအက်ဒလာရေရွှေတိုက်ကိုဖျက်ဆီးမယ် ရာခန္ဓာဒီသူ့ရဲ့ Dragon အသင်းမှာဖြင့်ရန်သူမျိုးတော်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်။မိโกများဇာဇံများဘိုက်ကင်းတို့ရဲ့အိုဒင်ဖျားဂုံမျိုးချင်းတန်များဖြင့်တစ်မျိုးလုံးလှောက်ခတ်သွားခဲ့တယ်။ဒါပေမဲ့သစ္စာဖောက်ခင်ရပြီးရာခန္ဓာဖန်ဆင်းခံခဲ့ရတယ်။ဘင်းအတလာက Snake Bite ထဲမှာတည်ဆုံးနေဟုအမိန့်ချမှတ်ခဲ့တယ်။သို့တော်ဒီကာနီတွင်ရာခန္ဓာကငါတေလင်းငါသားများလက်စားချင်မျိုးဟစ်ကြွေးခဲ့တယ်။အမှန်ပင်သူဤသားများဖြစ်သော အီပါတဲ့ဘူနာလဲနဲ့ဘီယွန်အီယိုစီတဲတို့ကဂရိတ်ဟီတာအာမီဖွဲ့ကအင်္ဂလန်ကိုမီးလောင်တိုက်တွင်တုတ်တင်ခဲ့ကြတယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင်လိုက်လေးလုပ်ခဲ့ပေးပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ရှိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမိတ်နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်ကျေးဇူးတင်ပါတယ်